United Light နေတဲ့ striker option နေထဲမှာဆိုလို့ရှိရင် best striker က United နဲ့ပို့ပြီးတော့တင့်တော်မယ်ထင်ကြတယ်ဒီဗီဒီယိုမှာဒီအကြောင်းကိုအဓိကဆွေးနွေးတော့မှာဖြစ်ပါတယ် Fever Club ဝက္ကမဘောလုံးပွဲတွေကို live ပါစီးမျောခန်းစားဖို့ရအတွက်စိတ်ချရတဲ့ website တခုရှာနေရဆိုရင်တော့ Melbourne ရှိပါတယ်။ Melbourne ဆိုလို့ရှိရင် One Spot လို့ပဲကိုယ်တိုင်အကောင့်ဖွင့်ကိုယ်တိုင်ငွေသွင်းငွေထုတ်ပြုလုပ်နိုင်တာဖြစ်ပြီးတော့ကောင်းဖွင့်မယ်ဆိုလို့ရှိရင် promo code 9999ကိုအတုံးပြုပြီးတော့100% bonus ကိုလည်းရယူနိုင်ပါပြီ။အသေးစိတ်ကိုတော့ကျွန်တော် first comment မှာချပေးထားတယ်။ Telegram channel နဲ့ Viber နံပါတ်တရနေပြီးတော့ဆက်သွယ်ဆုံးသက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။ အားလုံးမင်္ဂလာပါ The Internet Man YouTube Channel နေပြီးတော့အားလုံးကြိုးစားပါတယ်ဆိုတော့ကျွန်တော်တို့အဲဒီနေ့ညမှာတော့ဘာမှကျွန်တော်ဟိုပြောရမယ်ဆိုလို့ရှင်တိတ် trade 2တော့ပြောစရာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ဒီ strike guy နဲ့ပတ်သက်ပြီးတော့ကိုအသင်းနဲ့ဘယ်သူတွေနဲ့ကျွန်တော်တို့ဒီ live ဖတ်မလဲပေါ့နော်ကိုအသင်း live နေရဲ့အနေထားအဲဒီပေါ့နော် strike guy option တွေထဲမှာဆိုလို့ရှင်ဘယ်သူကကျွန်တော်တို့ဒီကိုအသင်းနဲ့ပို live မယ်ထင်လဲအဲဒါကိုကျွန်တော်အမြင်လေးကျွန်တော်ဆွေးနွေးတော့မှာဖြစ်ပါတယ်ဆိုတော့ brother 2ရဲ့ဒီ strike guy အဲ အသင်းလိုက်တဲ့ striker တွေထဲမှာဆိုလို့ရှိရင်ကိုအသင်းနဲ့ light pass ဆုံးဆိုတဲ့ striker တွေကိုကျွန်တော်တို့ဒီပေါ့နော် reason လေးနဲ့ကျွန်တော် comment မှာမှတ်မိခဲ့ကြပါဘူးလက်ရှိကျွန်တော်တို့သတင်းလေးအရင်ပြောပါမယ်နောက်မှအဦးဆုံးကျွန်တော် Brian Ambumu နဲ့ပတ်သက်ပြီးတော့ပါ Brian Ambumu နဲ့ပတ်သက်ပြီးတော့ go offside မှာ Fabrizio Manu ဖော်ပြထားဆိုလို့ရှိရင်လက်ရှိ Brentford နဲ့ဒီပေါ့နော်ကျွန်တော်တို့ဒီ Manchester United ရဲ့ဂျာမာဒီကစားသမားဖြစ်သူအတွက်တောက်လျှောက်ဆိုသလိုဆွေးနွေးမှုရှိနေတုံဖြစ်ပြီးတော့အဲဒီအရှိချင်းကြီးတော့သဘောတူညီမှုကမရသေးဘူးဆိုတဲ့ပုံစံမျိုးကျွန်တော်တို့ဒီ အဲဒီပေါ့နော်တတင်းကျွန်တော်တို့တွေ့ထားပါတယ်ဆိုတော့အဲအမ်ဘူမူနဲ့ပတ်သက်ပြီးတော့နည်းနည်းဒီကြောင်းမှထင်တယ်ဘယ်လိုပဲဖြစ်ဖြစ်ဒီအမ်ဘူမူရဲ့အပြောင်းရှိကကျွန်တော်ပြင်ပြန်လုံးမှရမယ်အဲဘာလို့လဲဆိုတော့လက်ရှိကျွန်တော်စပါးတို့ဘာလို့လဲခေါ်ခြင်းနေရမလားဆိုတော့အမ်ဘူမူရဲ့အပြောင်းရှိကိုကျွန်တော်တို့အအကောင်းဆုံးပြီးတတ်နိုင်မှုတော့လိုပြီးဆိုတော့လက်ရှိဒီနေ့စပြီးတော့ကျွန်တော်တို့ဒီမနေ့ရပါနော်မနေ့ရစပြီးတော့ကျွန်တော်အပြောင်းရှိကကျွန်တော်စပြီးတော့ဖွင့်ပြီဆိုတော့အတင်းဘက်ကကျွန်တော်တို့ဒီပေါ့နော်ဟိုအမ်ဘူမူရဲ့အပြောင်းရှိကိုအမြန်ဆုံးကျွန်တော်လုံးနိုင်မလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီ striker နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီ Hugo Akidi ပေါ့နော်သူနဲ့ပတ်သက်ပြီးတော့ကျွန်တော်နောက်ဆုံး update ကျွန်တော်ရှိပါတယ်ဆိုတော့လက်ရှိကျွန်တော်တို့ဒီပေါ့နော် Florian Blindemach ပြောထားတာဆိုလို့ရှိရင်ဒီကစားသမားကကျွန်တော်ဒီ interview တစ်ခုမှသူဖြေဘူးတယ်ပေါ့နော်ဖြေဘူးတယ်လက်ရှိကျွန်တော်ဒီပေါ့နော်အဲသူ့ရဲ့ငယ်ဘဝဒီပေါ့နော် favorite club ဟာဆိုလို့ရှိရင် Manchester United ဖြစ်တဲ့အကြောင်းအဲသူ့အနေနဲ့ Manchester United ကိုအမြဲတမ်းကျွန်တော်လေးစားအားကြကြောင်းအဲဒါတွေကိုကျွန်တော်တို့ဒီပြီးခဲ့တဲ့ဒီ2024ဒီဇင်ဘာလမှာတုန်းကသူ interview တစ်ခုမှသူပြောခဲ့တယ်ဆိုတော့လက်ရှိအနေထားမှာဆိုလို့ရှိရင် Manchester United အနေနဲ့ဒီပေါ့နော်ကျွန်တော်တို့ဒီ Frankfurt ကိုဒီကစားသမားဖြစ်သူအတွက် ဟိုဆက်သွယ်ထားတယ်တသိန်းနဲ့တော့အသိန်းဖြစ်ကြလို့ရှိနေတယ်လက်ရှိကျွန်တော်တို့ဒီ အဲသူရဲ့ race တဲမှာဆိုလို့ရှိရင် Liverpool ရှိတဲ့ Chelsea ရှိရမှန်ပေမဲ့ Frankfurt ကိုကျွန်တော်တို့ချိတ်ဆက်လာတဲ့အသင်းတွေထဲမှာဆိုလို့ရှိရင်အဲဒီ United အသင်းမှကျွန်တော်ရှိသေးတယ်ပေါ့နော်လက်ရှိ United ကကျွန်တော်မနေ့ကဖော်ပြခဲ့သလိုပဲ Academy နဲ့ပတ်သက်ပြီးတော့သူတို့ဒီပေါ့နော်ကျွန်တော်သူ့ရဲ့ကစားသမားဖြစ်သူရဲ့ agent တွေကိုကျွန်တော်တို့ဆက်သွယ်လာမျိုးကျွန်တော်ရှိတယ်ပြီးတော့ကျွန်တော်တို့အခုလက်ရှိအဲဒီ Frankfurt နဲ့လည်းဒီကစားသမားဖြစ်သူရဲ့အပြောင်းအရွှေ့အတွက်စကားပြောဆိုနေရတယ်ကျွန်တော်ရှိတယ်ဆိုတော့ Academy ကကျွန်တော် Euro 10 100ပါ Euro 10 100ပါအဲဒီ လက်ရှိကျွန်တော်ဒီ transfer market ပေါ့ကြည့်ရဆိုရင်တို့85တန်းကျွန်တော်ရှိတယ်ဆိုတော့ဒီနောက်ထပ်ကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်တော့ your crest ပေါ့လေ your crest တင်ပတ်သက်ပြီးတော့ကျွန်တော်တို့အများကြီးပြောကြရမှာရှိဘူးသူကိုယ်တိုင်ကကျွန်တော်တို့ဒီပြောရမယ်ဆိုလို့ရှိရင်ဒီ Manchester United ကိုသူငင်းလိုက်တာမျိုးမဟုတ်ဘူးအဲ your crest ကဒီဘောတော့အာမန်ချက်စတာယူနိုက်တက်ကလုံးဝမလာခြင်းဆိုတဲ့ပုံစံမျိုးသူပြောလိုက်တာမဟုတ်ဘဲနဲ့သူ့ရဲ့ကျွန်တော်ဦးစားပေးသည့်အာဆင်နယ်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ပြောခဲ့တာတကယ်လို့အာဆင်နယ်ဒီဘန်ဂျမင်ဆက်စကူကိုကျွန်တော်တို့ခေါ်သွားခဲ့တယ်ဆိုလို့ရှိရင်တော့ အဲ Yorkcross ကကျွန်တော်တို့အဲ United အနေနဲ့မျှော်လင့်လို့ရတဲ့အခြေအနေမှာရှိတဲ့ပုံစံမျိုးပါဆိုတော့ဘလိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီဘာနော်အခုလက်ရှိကျွန်တော်တို့ဒီဘာနော်နောက်ဆက်တွဲသတင်းထွက်ပေါ်တာတွေအများဆိုလို့ရှိရင် United ကကျွန်တော် Hugo AKDK ရဲ့ agent အနေနဲ့စကားပြောနေရမှာဆိုလို့ရှိရင်ဒီဘာနော်အဲတော်တော်လေးကိုကျွန်တော်တို့အချိန်လေးကောင်းပြီးတော့တကယ် positive sound နဲ့အမ်ဒီဘာနော်ကျွန်တော် conversation နဲ့ကျွန်တော်ဖြစ်နေတယ်ဆိုတော့ပုံစံမျိုးတည်င်းနေလဲကျွန်တော်တွေးထားရတယ်ဆိုတော့ ပြီးတော့ကျွန်တော်ဒီ interview မှာလည်းသူ့ရဲ့ favorite club က United ဖြစ်ကြောင်းကို AKD ကသူပြောမှုတယ်ဆိုတော့ဒီတော့ကြောင့်မလို့ဒီဘာနော်လက်ရှိအနေအထားကိုကြောက်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အသင်းရဲ့ target အဲဒီဘာနော် striker တွေတက်မှာဆိုတော့2ယောက်ရှိမယ် Vedan Yorkres ကပြီးရင်ကျွန်တော်ဒီ Hugo AKD ကနှစ်ယောက်ရှိတယ်အနေအထားမှာ Yorkres ကတော့ Arsenal ဒီသူ့ရဲ့ဦးစားပေးဖြစ်ကြောင်းတော့ကျွန်တော် official ကျွန်တော်ပြောခဲ့တယ်အဲ့ရှိကျွန်တော် Hugo AKD ကတော့ကျွန်တော်တို့ဒီလောက official ကြီးတော့ကျွန်တော်ထွက်လာတာမဟုတ်သေးဘူးဆိုပေမဲ့သူ့ရဲ့ငွေဘွား club က Manchester United ဖြစ်ကြောင်းလက်ရှိကျွန်တော်ဒီသတင်းတွေအရသလို့ရှိရင်လေ ယ်ပုံကိုယ်ဆိုင်သဘောတူညီမှုရဖို့ကအရင်အဲဒီဘလို့ခက်ခဲမဲ့အနေထားမှာတော့ကျွန်တော်တို့ရှိမနေတဲ့ပုံစံမျိုးတွေကျွန်တော်တွေ့နေရတယ်ပေါ့နော်ဆိုတော့ဆိုတော့ကျွန်တော်တို့อืมအခီတကယ် နဲ့ကျွန်တော် your crash ဘယ်သူ့ကိုကျွန်တော်ပို့ပြီးတော့လိုချင်ကြလဲဈေးနှုန်းအရဆိုလို့ရှိရင်တော့ equity ကဈေးပိုကြည့်တယ် euro တန်း100လောက်ကျွန်တော်ရှိမယ် your crash ဒီအမြင့်ဆုံး euro တန်း80လောက်နဲ့ကျွန်တော်ရမယ်ဆိုတော့နှစ်နှစ်အောင်လောက်ကျွန်တော်ဈေးကြီးရဲ့အနေထားမျိုးပါ equity ကဒီအသက်က22နှစ်ကျွန်တော်ဖြစ်ပါတယ်ငယ်ပါသေးတယ်အဲဒီ your crash ကတော့အသက်က29ကျွန်တော်ဖြစ်ပါပြီဆိုတော့အသက်29ကိုကျွန်တော် euro တန်း80နီးပါးလောက်ကျွန်တော်ပေးရမယ်အခြေအနေမျိုးမှာကျွန်တော်ရှိပါတယ်ဆိုတော့အသက်22 ဒီ AKDG ကတော့ယူတန်း100တိကျွန်တော်တို့ front fat back ကနေပြီးတော့တတ်မှတ်ထားတဲ့အခြေအနေမျိုးပါ။ဆိုတော့ဒီနေရာမှာကျွန်တော်အသင်းဘက်ကဒီပြောင်းရွှေ့ခြင်းနဲ့ပတ်သက်ပြီးတော့လည်းညှိနှိုင်းမှုတွေကျွန်တော်လုပ်သားဖို့ရှိတယ်။ဥပမာအဖြစ်ကျွန်တော်တို့ဒီကိုယ့်ရဲ့အသင်းမှာကစားသမားတွေကျွန်တော်အများကြီးရောင်းဖို့ရှိနေတဲ့အခြေအနေမျိုးမှာကစားသမားတွေအလိုက်ပေးတဲ့ပုံစံမျိုးတွေလည်းကျွန်တော်တို့တွေးကြောင်းတွေးရနိုင်တဲ့အခြေအနေမျိုးပါ။ဆိုတော့ဒီပေါ့နော် AKDG Your Crest ဒီနေရာထဲမှာဘယ်သူကကျွန်တော်တို့ဒီ United အခုလက်ရှိကျွန်တော်တို့ဘယ်အမေရိကန်ကစားနေတဲ့ပုံစံနဲ့ပို့လိုက်ဖက်မယ်လို့ထင်ကြတယ်။ဆိုတော့ ျွန်တော်ကတော့ဒီညမှာဆိုလို့ရှိရင်နှစ်ယောက်စလုံးဘယ်သူပဲဖြစ်ဖြစ်ကျွန်တော်အဆင်ပြေလိမ့်မယ်လို့ထင်တယ်။ညညမှာကျွန်တော်ကတော့ပို့ပြီးတော့ဒီပေါ့နော် future proof ပို့ပြီးတော့ဖြစ်ပြီးတော့ပို့ပြီးတော့ကျွန်တော်တို့ဒီ all round မှာပူကြိုက်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ IKDK ကိုကျွန်တော်ပူကြိုက်တယ်။ဘာလို့ဆိုတော့အသက်ငယ်တဲ့အသက်အခုလက်ရှိကျွန်တော်20နှစ်ပဲကျွန်တော်တို့ရှိတယ်လက်ရှိကျွန်တော်အသင်းရဲ့အနေထားကတကယ်ကျွန်တော် proven အာဒီပေါ့နော်ကျွန်တော်တို့ဒီ goal တွေမှန်ကန်ထိုင်ခဲ့သွင်းပြနေတဲ့သူမျိုးလိုနေတာတော့မှန်ပြီမြဲလက်ရှိကျွန်တော်တို့ call မြဲဒီပေါ့နော် inside forward role တွေမှာဆိုလို့ရှိရင်ကုညာ အမ်ဘူမကျွန်တော်ရောက်လာပြီရောက်လာပြီဆိုတဲ့အနေထားမှာဆိုလို့ရှိရင်ဒီ striker နေရာမှာတကယ်ကျွန်တော်တို့ဒီဘောနော mobility မြင့်တဲ့ striker မျိုးကျွန်တော်လိုတယ်လို့ကျွန်တော်ထင်တယ်အဲဒီဘောနော်ကျွန်တော်တို့ဒီအဲနောက်ကိုကျွန်တော်ဆင်းတဲ့နေရာမှာဆိုလို့ရှိရင်လည်း deep ဖြစ်ဖြစ်ကျွန်တော်ဆင်းပေးနိုင်တာမျိုးပြီးလို့ရှိရင်ကျွန်တော်ဒီ goal scoring မှာဆိုလို့ရှိရင်လည်းတိုင်းတာတစ်ခုတိအဆင်ပြေတာမျိုးဒါအပြင်ကျွန်တော် win နေထိထွက်ပြီးတော့ link up တွေကစားနိုင်တာမျိုး ပြီးလို့ရှိရင်ကိုယ်တိုင်ကျွန်တော်တို့ဒီဘာနော် dribbling တွေလုပ်ပြီးတော့တဝူးချင်းဖြတ်ကျော်မှုအားကောင်းတာမျိုးပြီးလို့ရှိရင်ကျွန်တော်တို့ဒီအသင်းပေါ်တွေကိုဖန်တီးပေးမှု link up play တွေကစားတဲ့ပုံစံဒါတွေအားကောင်းတဲ့ပုံစံမျိုးပါဆိုလို့ရှိရင် Hugo Akidike ဒီကျွန်တော်တို့ဒီ potential ဆိုတာထက်သူဒီရာဒီကျွန်တော် preference မှာလုတ်ပြန်ထားတဲ့အခြေအနေမျိုးတွေမှာဆိုလို့ရှိရင်တော်တော်လေးကိုကျွန်တော်တို့အထင်ကြီးစရာရှိတယ်အဲဒီသူ့ကိုကျွန်တော်တို့ရှင်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘာနော်လက်ရှိကျွန်တော်တို့ဒီသူ့ရဲ့ကစားပုံကစားပေါက်က လက်ရှိကျွန်တော်ဒီ new car ဆေးကအလဇနာ iset ကစားတဲ့ကစားပုံကစားပုံနဲ့ကျွန်တော်တော်ကိုစင်တဲ့အခြေအနေမျိုးမှာရှိရယ် iset ကျွန်တော်တို့ဘလောက်ကောင်းလဲကျွန်တော်တို့မြင်နိုင်တယ်လက်ရှိကျွန်တော်တို့ဒီပေါ့နော်အဲဒီ modern football မှာကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်အဲဒီပေါ့နော်ကျွန်တော်တို့ဒီလုံးဝကျွန်တော်တို့ဒီ clinical striker တွေတကယ်ကျွန်တော်တို့ဒီ traditional striker number 9လုံးဝဟိုစံတဲ့ ပုံစံမျိုးတွေဆိုတာထက်ကျွန်တော်တို့ဒီပေါ့နော် force line တွေကိုကျွန်တော်ပို့ပြီးရောအဲဒီတုံးလာကြတယ် force line တုံးနဲ့အဲဒီအသင်းတွေဟာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီအောင်မြင်မှုတွေကျွန်တော်ပို့ပြီးရောရတာတွေ့ရတယ်ဥပမာအဖြစ်ကျွန်တော် PSG မှာဆိုလို့ရှိရင်လက်ရှိကျွန်တော်ဒီ striker တွေတို့ဒီပေါ့နော်ကျွန်တော်ကွန်ကွန်ဆန်လို့ကွန်ဆန်လို့ Ramos လို့ပါလို့ရှိတယ်ပြီးတော့တခြားတော့ကျွန်တော် striker ရှိရဆိုပေမဲ့လည်းပဲ Dembele ကိုတို့ကျွန်တော် center forward မှာထားပြီးတော့တုံးတယ်တုံးပြီးတော့ကျွန်တော်သူ့ရဲ့ face ကိုတုံးပြီးတော့ pressing မှာကျွန်တော်တို့ အဲလုံးဝကျွန်တော်တို့အားပြုပြီးတော့ကျွန်တော်ကစားတယ်အခီတီကေဒီဒီလိုပုံစံမျိုးသူကစားနိုင်တယ်တကယ် high press ကောင်းကစားနိုင်တယ်သူမှ face ရှိတယ် transition နဲ့သူကောင်းကောင်းကစားနိုင်တယ်ကစားသမားတယောက်ကျွန်တော်ဖြစ်ပါတယ်အဲရှိကျွန်တော် liverpool တို့ဘာလို့ဆိုလို့ရှိရင်လည်းထောင်တိုင်းစင်မှာ louis ds တို့ဘာလို့ကျွန်တော်ထားပြီးတော့ကစားနေတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်တယ် newcastle မှာဆိုလို့ရှိရင်လည်း alexander isak လို့ကစားသမားမျိုးတွေပြီးတော့ကျွန်တော်တို့ဒီအဲဒီဘာလို့ arsenal မှာဆိုလို့ရှိရင်လည်း striker ဆိုတာထက် canvas လို့မျိုးတကယ်ကျွန်တော်တို့ဒီဘာလို့ shadow movement တွေလုပ်နိုင်တဲ့ကစားသမားမျိုးတွေဒီလိုပုံစံမျိုးတွေနဲ့ကျွန်တော်တို့တွားနေကြတဲ့အခြေအနေမျိုး ကျွန်တော်ဖြစ်တယ်ဆိုတော့လက်ရှိကျွန်တော်တို့ဒီအဲဒီဘောနော်တကယ်ကျွန်တော်တို့ဒီပြူဝနံပါတ်9နဲ့ဆော့တဲ့အသင်းဆိုလို့ရှိရင်ကျွန်တော်ကတော့ဒီ Manchester City ဘောနော်မဟာလန်တို့ဘာလို့ကျွန်တော်ရှိတယ်ဗျာဒါဆိုရင်ချင်းဒါကသူတို့ကကျွန်တော်တို့ဒီ center back နှစ်ယောက်ကြားထဲမှာပဲကျွန်တော်အမြဲပုံသေးနေပြီးတော့ကျွန်တော်တို့ကစားတဲ့ပုံစံမျိုးဖြစ်တယ်အဲနောက်ကိုကျွန်တော် drop လုပ်ပြီးတော့ကစားတာမျိုးကျွန်တော်တိတ်ပြီးတော့မရှိဘူးအမြဲတမ်းကျွန်တော် center back ဒီဘောနော် center back နှစ်ယောက်ရှိနှစ်ယောက်သုံးယောက်ရှိသုံးယောက်ကြားထဲမှာအမြဲဆိုလို့ဒီ center back တွေကိုကျွန်တော်တို့ဒီဘောနော် ချင်းချောက်ထားတဲ့ပုံစံမျိုးနဲ့အဲသူတို့ကကျွန်တော်ကစားသူတို့ရှိဘောလုံးရလာပြီဆိုလို့ရှိရင်သူတို့ဒီ hold up ကျွန်တော်ကစားတယ်ဥမာအခုလက်ရှိ your crest ကစားရဲ့ပုံစံပေါ့နော် hold up ကစားတယ်ကစားပြီးတော့ကျွန်တော်တို့အအသင်းပေါ်ရင်ကျွန်တော်ပြန်တွဲပြေးတာမျိုးပြီးလို့ရှိရင်ကျွန်တော်တို့ဒီဖန်ပြီးပြေးတာမျိုးဒီလိုပုံစံမျိုးကျွန်တော်တို့အလုပ်လေးလုပ်ထားရှိရနေထားမျိုးကျွန်တော်တို့ဖြစ်တယ်ဆိုတော့ဒါကကျွန်တော် proper number 9နဲ့ဒီလိုမျိုးကျွန်တော်တို့ဒီ mobility မြင့်နဲ့ကျွန်တော်တို့ဒီပေါ့နော်အဒီ striker အနေထားမျိုးမှာကျွန်တော် modern football မှာဆိုလို့ရှိရင်အခုလိုမျိုး academy တို့လိုမျိုးကျွန်တော်တကယ်ပုံပလက်တီမြင်းနဲ့ကစားသမားတွေကကျွန်တော်ဒီပေါ့နော်လက်ရှိကျွန်တော်နောက်ပိုင်း modern football မှာ demand ဖြစ်လာတဲ့ pressing တွေမှာရောအများကြီးကျွန်တော်တို့ဒီ defensive action တွေမှာပါအများကြီးပိုကောင်းလာမယ့်အခြေအနေမျိုးကျွန်တော်မြင်ရတယ်ပေါ့နော်ဆိုတော့ဆိုတော့ဘယ်လိုဖြစ်လာမလဲတော့ကျွန်တော်တို့ဆက်ပြီးရော စောင့်ကြည့်ရအောင်ပါပေါ့လေ နောက်တစ်ခုကျွန်တော်တို့ပြောစရာရှိတာကဒီပေါ့နော်တကယ်လို့ Vita Geo Crest ဒါအသင်းကိုကျွန်တော်ရောက်လာခဲ့မယ်ဆိုလို့ရှိရင်ဆိုတဲ့ပုံစံမျိုးမှာအဆင်မပြေနိုင်နေရတော့ကျွန်တော်တို့သိပ်ပြီးတော့အများကြီးမရှိဘူးသူအနေနဲ့ကျွန်တော် Sporting မှာအဲသူခြေစွမ်းပြခဲ့တာ Ruben Amrela အောက်မှာဆိုတော့လက်ရှိကျွန်တော် Ruben Amrela အောက်မှာပြန်ကစားရမယ်ဆိုတော့အဆင်မပြေနိုင်နေရသိပ်အများကြီးတော့ကျွန်တော်မရှိဘူးဒါပေမဲ့တခုရှိတာကကျွန်တော် Portuguese League ပါ Portuguese League ဒီလက်ရှိကျွန်တော်ဒီပေါ့နော်ထိပ်သီးအဲ league 5ခုထဲမှာကျွန်တော်မပါပါဘူးအဆင့်ကျွန်တော်ခွန်မှာရှိတဲ့ အဲဒီပေါ့နော်လေးတစ်ခုကျွန်တော်ဖြစ်တာဖြစ်တဲ့တဲ့ကြောင့်မလို့အဲဒီဘလူးဝက်ဖြစ်ပေါ့နော်သူကျွန်တော်ဒီစပိုတင်းမှာဂုန်း90ဆိုလို့ရှိရင်တော့ကျွန်တော်ဒီပရီးမီးယားလိရောက်တဲ့ခါမှာအနည်းဆုံးဂုန်း30လောက်တော့ကျွန်တော်မျှော်လင့်လို့ရတဲ့အခြေအနေမျိုးမှာရှိရဖြစ်တဲ့တဲ့ကြောင့်မလို့အသင်းဘက်ကကျွန်တော်တို့ဘလူးပုံစံမျိုးတွားခြင်းလဲဆိုတာကိုကျွန်တော်တို့အဲတစ်ချက်စောင့်ကြည့်ရမယ်အခြေအနေမျိုးလက်ရှိကျွန်တော်တို့ဒီ Erasmus Wildland နဲ့ Joshua 60တို့ရှိတုန်းကကစားတဲ့ပုံစံမှာဆိုလို့ရှိရင်ဒီတေကြတာတစ်ခုက ရက်စမတ်ဖိုင်လန်ကျွန်တော်ကစားတာနဲ့ချိုချိုစက်စီကစားတာကျွန်တော်လုံးဝမတူပါဘူးတခြားကြည့်ပါမတူပါဘူးရက်စမတ်ဖိုင်လန်ဒီကျွန်တော်တို့ဒီပေါ့နော် deep ကိုဆင်းတဲ့ကစားသမားမဟုတ်ပါဘူး Joshua Sigdi က deep ကိုကျွန်တော်ဆင်းပြီးတော့ဘောလုံးလက်ခံတဲ့ကစားသမားတယောက်ဒါအပြင်ကျွန်တော်ဒီပေါ့နော် AVA USA လည်းကောင်းတာဖြစ်တယ်လို့ long ball တွေကိုလည်းတေချာလေး receive လုပ်နိုင်တယ် link up ပြီးကစားနိုင်တယ်ဘောလုံးကိုကျွန်တော်တေချာ carry လုပ်နိုင်ပြီးတော့အဲသူအားနေတာဆိုလို့ရှိရင် Sigdi အားနေတာက pressing မှာကျွန်တော်အားနေတာဘာလို့လဲဆိုတော့သူ့မှာ pace မရှိဘူး ဆိုတော့ဒီအချက်ကျွန်တော်တို့ဒီပေါ့နော်တစ်ချက်ကြည့်ရမယ်အဲ့တော့ဒီ response finance ဆိုလို့ရှိရင်ကျွန်တော်တို့ဒီလက်ရှိကျွန်တော်တို့ဒီ vector geo crest တို့ပုံစံမျိုးပေါ့နော် level ကတော့ကွာကြီးပေါ့နော်ပုံစံမျိုးကျွန်တော်ရှိတယ်ဆိုတော့အဲဒီ Christmas Fine Land ကသူကဒီများသောအားဖြင့်ကျွန်တော် deep ကိုဆင်းနေဆိုတာထက်ကျွန်တော်ဒီပြင်မဲ့ center back တွေဂျားထဲမှာသူကအမြင်နေရလို့ရှိရယ် long ball တွေ resist လုပ်တယ်လွဲတာလွဲတာလွဲတာတော့တပိုင်းပေါ့လीဆိုတော့ ောင်းပေါ်ရင်ဘရာဇီးလုတ်တယ်လင်းကပ်ပြီးကစားဒီလိုပုံစံမျိုးသူကအဲကစားတဲ့အခြေအနေမျိုးကြောင့်ဖြစ်တယ်ဆိုတော့ဒီပေါ့နော်တေချာပြန်ကြည့်မယ်ဆိုလို့ရှိရင်အာဒီပေါ့နော်ကျွန်တော်တို့ဒီအသင်းမှာရှိနေတဲ့ Rasmus Pile ဂျိုရှုအာ60နှစ်ယောက်ဆိုလို့ရှိရင်ဘူဘေအမ်ရဒီဂျိုရှုအာ60ကိုပို့တဘောကြတယ်ဆိုတာကျွန်တော်မြင်နိုင်တယ်ဆိုတော့ဒီတော့ကြောင့်မလို့ဒီပေါ့နော်အဲဒီဘူဘေအမ်ရင်ကကျွန်တော်60 ပုံစံမျိုးကိုကျွန်တော်ပို့ပြီးတော့ upgrade လုပ်ထားတဲ့အဲဒီဘာလဲ striker option ကိုစဉ်းစားနေရတာပေါ့ဒါကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်လက်ရှိကျွန်တော်တို့ light နေတဲ့အထဲမှာဆိုလို့ရှိရင် your crash akdk နှစ်ယောက်ဆိုလို့ရှိရင် akdk ပဲဆိုတော့ဒီလိုကြောင့်မို့ akdk ရဲ့အပြောင်းရွှေ့ကလုံးဝမဖြစ်ဘူးလို့ကျွန်တော်ပြောလို့မရတဲ့အခြေအနေမျိုးမှာရှိတယ်အဲကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်အရင်ဟိုသဘောကျတဲ့အနေအထားမှာရှိတယ် premier league မှာတော့အဲဒီအများကြီးလည်းကျွန်တော်အဆင်ပြေနိုင်မယ်လို့ထင်တယ်ဒီ portuguese league ကကစားသမားဆိုတဲ့ bundesliga ကကစားသမားကကျွန်တော်ပို့ပြီးတော့ အများကြီးဆင်ပြေလိမ့်မယ်လို့တော့ထင်တယ်ဒါပေမဲ့အတွေ့အကြုံကတော့အများကြီးတော့စကားပြောမှာပေါ့လေအဲ့တော့အသင်းဘက်ကဘယ်လိုပုံစံမျိုးအဲဒီဆက်ပြီးတော့ကျွန်တော်တို့အလုပ်တွေလုပ်မလဲကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ရမယ့်အခြေအနေမျိုးပါကျွန်တော်ကတော့ဒီနှစ်ယောက်ထဲမှာပို့ပြီးတော့ prefer ဖြစ်တာဒီ Yugo AKTK ပါဆိုတော့ brother တို့ရောဘယ်လိုမြင်ကြလဲ Peter Gilchrist ယူကိုအခေတေကဘယ်ဘသူရောက်လာလို့ရှင်ဘသူကပို့ပြီးတော့အတင်းနဲ့အဲလိုက်ဖက်ပြီးတော့အံဝင်ပြီးတော့အဆင်ပြေလိမ့်မယ်လို့ထင်ကြတယ်အခေတေကလို့မြင်နေပရိသတ်ကတော်တော်နေမယ်ထင်တယ်ဒီလားဘာလို့ဆိုတော့ကျွန်တော်တို့ Yorkcrest က Yorkcrest က200တီလောက်ရှိပြီဗျာဒီလားကျွန်တော် social media မှာလည်းအာဒါမျိုးကြီးနေသိရမှာဒီလိုမျိုးကြီးနေအမှန်ကန်ဆိုသလိုကျွန်တော်အောင်ပွဲခံပြီးလို့ရှင် အတော်ကိုကျွန်တော်တို့ဒီ highlight ဘာညာတွေကျွန်တော်တို့တော်တော်နာမည်ကြီးခဲ့တာပါเนาะဆိုတော့ဒီတကြောင်မလို့ Yorkress ကိုကျွန်တော် against လုပ်ဖို့ကတော်တော်လေးတော့ခဲရင်ပါ AKDK ဟာဘယ်ကောင်လဲပေါ့ Euro Tan တည်း what the fuck ပေါ့ဒီလိုပုံစံကျွန်တော်ဖြစ်နေအောင်ပါเนาะဆိုတော့ AKDK ကကျွန်တော်တော်တော်လေးအဲဒီပါเนาะတော်တော်ကိုကျွန်တော်တို့ potential အရင်မြင်တဲ့ကစားသမားတစ်ယောက်ပါလက်ရှိကျွန်တော်ဒီ front fan မှာသူလုတ်ပြထားတာရယ်အဲပြီးလို့ရှိရင်ကျွန်တော်ဒီအသင်းရဲ့ lower chat အနေထားမှာဆိုလို့ရှိရင် AKTK ကတော်တော်ကိုကျွန်တော်အနေနဲ့အဆင်ပြေလာလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့ ဘယ်လိုမြင်ကြလဲ comment မှာဝင်ရောက် match ပေးသွားလို့ရပါတယ် channel ကို subscribe မဲ့ဆိုလို့ရှိရင် subscribe လုပ်ပေးထားကြပါဦးအားလုံးတောင်းဆိုပါကျွန်တော်နောက်တစ်ပီမှာတွေ့ပါမယ်အားလုံးကျေးဇူးပါခင်ဗျာ